ပြီးတော့အဲ့အရက်ဝင်းတဲ့စစ်ကောင်စီတွေကမိုးကုတ်မြို့ပေါ်မှာပေါ်တင်ထွက်လာတာမျိုးတော့မဟုတ်သေးဘူးသူကလောလောဆယ်မှာငါလို့ဆိုတော့သူတို့ဝင်လာတာကိုကလည်းသူကခိုးချောင်ခိုးဝဲနဲ့ဝင်လာကြတာပြောချင်တာကသူတို့မိုးကုတ်ကိုရတယ်ဆိုရင်တော့မှပဲတိုက်ပြီးရတာမဟုတ်ဘူးတောင်းမိရတယ်တဒေါင်းစားတောင်းတောင်းမိရတယ်ဒီကောင်တွေတဒေါင်းစားတွေ လာပါယနေ့ကတော့နိုဝင်ဘာလ29ရက်လ2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့လည်းဒါကျွန်တော်တို့ထူးခြားတဲ့ဖြစ်စဉ်လေးဖြစ်ရတဲ့ဒါကိုပြောကြမှာပေါ့နော်ပထမဆုံးဒါကျွန်တော်တို့တပ်ဖွဲ့တွေရဲ့အာတိုက်ပွဲဝင်နိုင်ခဲ့တဲ့အောင်မြင်မှုတွေနဲ့ပတ်သက်လို့ပြောမှာပေါ့နော်အဲ့ဒါကဘကူတိုင်းစစ်ဌာန viewer 22ကိုကွယ်မှုအောက်ကပေါ့နော်တာယာဝရီခရိုင်3831တက်ရင်ရဲ့ဒါတက်ခွဲ6ပေါ့နော်တက်ခွဲ6ရဲ့ပြီးရင်နက်တလင်းမြို့နယ်ပါကပါတို့ပူးပေါင်းပြီးတော့နက်တလင်းမြို့နယ်ရှားပြူကုန်းကြီးရွာကစစ်ကောင်စီစစ်စေးဂိတ်ကိုဝင်ကျုံးတာ ဝင်ပြင်းတာပေါ့နော်တက်ပုံမတန်းလေးလည်းတွေးလိုက်မှထင်းတယ်ဆိုင်ကယ်၄စီးဆိုင်ကယ်၄စီးအတန်းလိုက်လေဆိုင်ကယ်ရရတာဗျာဘလို့လဲမသိစစ်ကောင်စီအောင်နော်စစ်ကောင်စီစစ်သား၂ဦးတေဆုံးပြီးတော့အခြားသူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ဟာကိုလည်းဒါတပ်ဖွဲ့တွေကတီးပြုတ်တယ်ပေါ့နော်ဆိုင်ကယ်၄စီးနဲ့စကားပြောဆက်တလုံးရခဲ့တယ်ပြီးတော့ဒါနိုဝင်ဘာ26မှာလည်းဒါဒီတပ်ဖွဲ့တွေကပေါ့နော်ဒါပေါင်းတယ်မြို့နဲ့အဲပန်းသိမ်းပင်ကျေးရွာပေါ့နော်အဲအားနေမှာထွက်လာတဲ့စစ်ကောင်စီအင်အား10ဦးလောက်ကိုဒါ3831တက်ခွဲကပဲဒါမိုင်းဆွဲပြီးတော့ပေါ့နော်တရင်ကတက်ခွဲကပဲမိုင်းဆွဲပြီးတော့တိုက်ခိုက်နိုင်ခဲ့တယ် တအူးတည်ဆုံးပြီးတော့တအူးတန်ရရတယ်ပေါ့နော်ရဲဘော်တွေအထီးကိုင်းမရှိစုခွာနိုင်ခဲ့တယ်ဒါကလည်းအားရစရာကောင်းတဲ့ဖြစ်စဉ်ပေါ့နောက်တစ်ခုကတော့ကချင်ပြည်နယ်ဖားကန့်အကြောင်းပြောမယ်ပေါ့နော်စစ်ကြောင်းမှုကဂိန်သွားတဲ့အကြောင်းအဲအဲဥစ္စာလည်းပြောမယ်ဒါကချင်ပြည်နယ်ဖားကန့်မှာတိုက်ပွဲတွေပြင်းထန်ပြီးတော့နှစ်ဖက်ထိခိုက်ဒဏ်ရာရတာကြီးလည်းရှိကြတယ်ပေါ့နော်အဲအဲအကြောင်းဒါပြောမယ်ဆိုရင်ဒါစမ်းကြွယ်ကြေးရွာအနီးကဒါညောင်မင်ကုန်းစခန်းလုံးကင်းဂရီမော်ဒေတာတွေကိုစစ်ကောင်စီကနိုဝင်ဘာ25မှာပြန်ပြီးတော့စစ်ကြောင်းတွေထိုးလာတယ်။အဲလိုစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တာပေါ့နော်။ဒီလိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီကို ဒေါ်လိုင်းအင်အားစုတွေကစောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်25ရက်နေ့ညနေ6နာရီခွဲလောက်ကနေစပြီးတော့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ွားတယ်။ဒီတိုက်ပွဲတွေထဲမှာစစ်ကောင်စီဘက်ကအရာရှိအဆင့်ရှိသူတွေပါတေဆုံးမှုတွေများပြားခဲ့တယ်ဆိုပြီးတော့သိရစစ်ကောင်စီကဘယ်နာမှာပဲထိလိုက်ထိလိုက်ဒါမျိုးကတော့ထုံးစံပဲဒါကြားနေကြပဲပေါ့နော်။အဲ့တော့တိုက်ပွဲဖြစ်တာကတဲ့ဒါစမ်းကြွယ်အနီးညောင်မင်ကုန်းနားမှာတပွဲလုံးကင်းဂရင်မော်နားမှာတပွဲနှစ်ပွဲဖြစ်တာပေါ့နော်။ ညနေ6နာရီခွဲကျော်မှာထီထွေးမှုစဖြစ်တယ်စစ်ကောင်စီဘက်ကတေဆုံးတဲ့အထဲမှာစစ်ကြောင်းမှုပါပါတယ်ဆိုပြီးတော့သိရတယ်စစ်ကြောင်းမှုပါနော်အဲ့တော့တေကြတယ်စစ်ကောင်စီဘက်ကစစ်ကြောင်းမှုဆိုကနေကွာဒါအရာရှိပဲလေရရှိစစ်ကြောင်းမှုတွေကစစ်ကောင်စီဘက်မှာတေဆုံးထိခိုက်တယ်များနေတယ်ပါနော်ပြောချင်တာဒီဖားကန့်ခွေမှာလည်းစစ်ကောင်စီကမြေပြင်မှာပေါ့နော်စေရေးရအတာမရအောင်စေရေးရတို့ထိန်းချုပ်နိုင်မှုမနည်းတယ်ပေါ့နော်မရှိသေးဘူးအဲ့ပြီးတော့ဒါရှေ့ရက်ပိုင်းမှာကျွန်တော်ပြောခဲ့တယ်ပေါ့နော် ။ဒါတန်ကြက်ကာတွေနဲ့ပါသူတို့ထိုးစစ်ဆင်ခဲ့ပေမဲ့တန်ကြက်ကာကားနှစ်စီးတော်လိုင်းတပ်ဖွဲ့တွေရဲ့ drone လက်ချက်နဲ့ဒါမာကီးရသွားတယ်ပေါ့နော်။အဲ့မှာဒါ drone ကတဲ့တဲ့ဝင်တိုက်တဲ့အချိန်မှာပေါ့နော်။ဒါနောက်ကကားအဖုံးတွေပါလေပွင့်ထွက်ပြီးတော့ပေါ့နော်။လုံးဝပေတရာ200လောက်ထိလွင့်ထွက်သွားတာမျိုးတွေအစားတွေ့ရတယ်။ချစ်ကောင်စီစတာထုံးနေထုံးနေနေဖြစ်သွားတဲ့ဟာတွေကဒါကျွန်တော်ရှင်းပါတော့ပြောခဲ့ပြီးသားပါเนาะအဲ့တော့တန်ချက်ကတွေပါပါပါတယ်ဆိုတော့ ဒီစစ်မြေပြင်မှာလဲပေါ့နော်စစ်ကောင်စီကအတာမရတာတွေတွေ့နေရတယ်အဲ့တော့ခုနစစ်ကြောင်းမှုပါတေးပါတယ်ဆိုစစ်ကြောင်းမှုပါတေးပါတယ်ဆိုတော့ဖြစ်စဉ်ပြီးတဲ့နောက်မှာပါတော့နော်စစ်ကောင်စီကလက်နက်ကြီး drone နဲ့ဒါရန်တပ်ပစ်ခတ်တာတွေလုပ်တယ်အဲ့လိုမျိုးလက်နက်ကြီးဒါ drone ရန်တပ်ပစ်ခတ်တာတွေအကြောင်းမလို့ ဂရင်မော်အတွင်းမှာရှိတဲ့ဒါမိသက်ယုံနတ်နန်းနဲ့ဒါနှစ်ချင်းဖျားချောင်းအတွင်းကိုဒါကြောက်ရောက်ပောက်ကွဲမှုတွေဖြစ်ခဲ့တယ်။အဲမှာလက်နေကြီးအစမှန်လို့မိသက်ဝင်တန်းဒါဥယျထုံးဆိုတဲ့သူထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးတော့သိရတယ်။စေကူတာမှုလုပ်နေတယ်ပေါ့နော်။မိသက်ဝင်တန်းမနေ့ကတဲ့ဒါလက်နေကြီး drone သုံးတာတော်တော်များတယ်တဲ့ဒါဂရင်မော်ထဲမှာဆိုရင်ဒါပြည်သူတွေဘက်ကိုသုံးလုံးကြတယ်ပေါ့နော်။စစ်ကောင်စီကရန်တမ်းဖြစ်ခဲ့လို့ဒီလိုမျိုးသုံးလုံးကြတယ်။အဲဒီအစကြောင့်မလို့ဒါမိသက်ဝင်တန်းဥယျထုံးဒဏ်ရာရခဲ့တယ်။အခုစေကူတာမှုခံယူနေတယ်ဆိုပြီးတော့လေဒေသခံတွေစီကနေပြီးတော့ဒါသိရတယ်ပေါ့နော်။ဒါပြင်တိုက်ပွဲမဖြစ်ခင်မနေ့ပိုင်းမှာလည်းစစ်ကောင်စီက ဲ့သူတို့ရဲ့အမာခံသတင်းပေးတွေရဲ့သတင်းပေးမှုကြောင့်မလို့ပေါ့နော်တော်လိုင်းအင်အားစုတွေရှိတဲ့နေရာတွေကို drone နေနဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာတွေပြုလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဘုံသီးကျဲချပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်မလို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးဒါကြဆုံးခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်မှာလည်းဒီလိုမျိုးသတင်းပေးဆိုတဲ့ဟာတွေကရှိတယ်အဲ့တော့ကျွန်တော်တို့ဒေသခံပြည်သူတွေရဲ့ကြားထဲမှာကိုပဲပေါ့နော်သူကစစ်ကောင်စီကိုထောက်ခံတဲ့သူဒေါ်လိုင်းကိုထောက်ခံတဲ့သူဒီလိုမျိုးချိမှာပဲပြီးရင်စစ်ကောင်စီကအဲ့လိုလူမျိုးတွေကိုပို့ပြီးတော့လက်သက်မွေးတယ် ဘာကြောင့်လဲဆိုသူတို့အတွက်ကသတင်းရဘူးကဒါအခုနောက်ပိုင်းမှာပို့ပို့ပြီးတော့ခက်ခဲလာခက်ခဲလာတာဖြစ်တဲ့အတွက်သူကဒီသူတို့ရအမာခံပုံစံမျိုးတွေကိုသူတို့ပို့ပြီးတော့မွေးလာတယ်အဲပြီးရတဲ့ဒီလူတွေပေးတဲ့သတင်းဒါယူပြီးတော့ဗောနော်တော်လိုင်းတက်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်သူတို့စ조사လာတယ်ဒါကအရင်တုန်းကကျွန်တော်ပြောခဲ့တယ်ဗောနော်ဒီလူမျိုးတွေလှုပ်လာတော့မယ်ဆိုတဲ့အချိန်မှာပြောခဲ့တယ်ဘာကြောင့်လဲဆိုကျွန်တော်အတွင်းသတင်းတွေရခဲ့တာအဲဒီစစ်ကောင်စီအနေနဲ့ဗောနော်တော်လိုင်းတက်ဖွဲ့တွေရဲ့အဓိကနေရာတွေအဲပြီးရင်ဒါကုကဲမှုနေရာတွေဒါဥဆောင်တဲ့သူတွေနေတဲ့နေရာတွေဒီလိုနေရာမျိုးတွေကို သတင်းရယူပြီးတော့တိုက်ခိုက်ဖို့လုပ်လိုက်မယ်ဒီလိုသတင်းရယူတဲ့အခါမှာနှီးမျိုးစုံနဲ့အသွင်ယူထောက်လန်းတာတွေလုပ်လိုက်မယ်ဆိုပြီးတော့ဒါအကြောင်းပြောခဲ့ကြရရှိတယ်အခုအဲ့ပုံစံတိုင်းပဲသူတို့တောက်လျှောက်လုပ်နေတော့မယ်ဘယ်နေရာမှာမဆိုဘောနော်ဒါတက်ကိုထောက်ခံတဲ့သူရှိသလိုဇော်လိုင်းတက်ဖွဲ့တွေကိုထောက်ခံတဲ့သူလည်းရှိတယ်ဗောနော်တက်ဆိုစက်ကောင်စီကိုပြောရအောင်ဗောနော်အဲ့တော့အဲ့လိုမျိုးထောက်ခံတဲ့သူတွေချင်းချင်းကြားထဲမှာပေးတဲ့သတင်းတွေကလည်းနှစ်ဖက်တိုက်ခိုက်မှုတွေအတွက်အရေးပါတယ်။အဲ့တော့ကျွန်တော်တက်ဖွဲ့အနေနဲ့လည်းဒါသတင်းတိုဝက်ပြီးတော့လှုပ်ဆောင်ရမယ့်အပိုင်းတွေလည်းအများကြီးရေးကြည့်လာတယ်ဗောနော။တေးကြတဲ့စစ်ကောင်စီဘက်ကသတင်းပေးတွေကလည်းဒါကိုလိုက်ပြီးတော့ဒါစောင့်ကြည့်နေမှာပဲ။ အဲ့တော့အဲဥစ္စာတွေကလည်းသတိထားမယ့်အရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့တိုက်ပွဲတွေဖြစ်ပွားပြီးတော့ထိတွေ့မှုတွေရှိတာကြောင့်မလို့ဒါစစ်ကောင်စီကဂရီမော်အတွင်းမှာရှိတဲ့ဒါဖျားเจ้าကိုအင်အားထပ်ပြီးတော့ဖြည့်ထားတယ်စကန်းချအခြေပြုတာတွေလှုပ်ထားတယ်အဲ့ဟာအပြင်မှာဒါပြည်သူတွေကိုဒါသူကစစ်စစ်မေးမြန်းတာတွေပို့ပြီးတော့လှုပ်နေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒီကောင်နေစစ်စစ်မေးမြန်းတဲ့ဟာကတော်တော်မတ်မတ်ရဲရင်တော့ပြည်သူကိုလုံးဝတရားခံစစ်စစ်တာအိမ်နေတဲ့ကိုဝင်ရှာမယ်ဝင်မရှာခင်မှာအဲ့အိမ်ပတ်ချလဲကိုလုံးဝဒါသူတို့ ကင်းဘုံတွေဝစ်ထားတယ်ဝစ်ထားပြီးမှအဲ့အိမ်ထဲကိုဝင်ပြီးတော့ဒါတယောက်လောက်ကမေးမေးပြီးတော့မှဒါသူတို့ဒါလုံးဝထူးခြားမှုမရှိဘူးဆိုတဲ့ခါကျမှအဲ့လူတွေကပြန်ထွက်လာအဲထူးခြားမှုရှိတယ်ဆိုတော့အဲ့ကောင်တွေကဝိုင်းပြီးတော့ဒါထွက်ပြေးတာမျိုးဘာမျိုးမလုပ်နိုင်အောင်ဆိုပြီးတော့ဒါပိတ်ပြီးတော့ရှာဖွေတာမျိုးတွေအဲပိတ်ပြီးတော့ဖမ်းဆီးတာမျိုးတွေသူတို့ကလုတ်တက်ကြတယ်ပေါ့နော်ဒါလေးလဲဒါကျွန်တော်သတိထားမယ့်ယာရီဖြစ်တယ်အဲနောက်တစ်ခုကဒါကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက် ကြားဖြန့် site တွေမှာစစ်ကောင်စီလက်အောက်ခံ BGF ကညမထွက်ရမိတ်ထုတ်ပြန်တယ်ထုတ်ပြန်တယ်ပေါ့နော်ဒါနိုဝင်ဘာ24ရက်နေ့ရက်စွဲနဲ့ ဒါကြက်ဖြတ်လို့တဲ့သူတွေရဲ့ဒီ Telegram နေဒါ WeChat group တွေတော့အဲ့ထဲမှာဒါညမထွက်ရအမိန့်ကို25ရက်နေ့မှာဒါဖြန့်ဝေခဲ့တယ်ဆိုပြီးတော့သိရတယ်အဲတရုတ် site ကိုဒါအသွားလာကိစ္စရှိတဲ့သူတွေပေါ့နော်မနက်၈နာရီကနေည၈နာရီအထိပဲသွားလာခင်ပြုထားတယ်အဲည၈နာရီနောက်ပိုင်းဒါဆေးရုံပြမဲ့သူကလွဲပြီးတော့အခြားမြည်သည့်ကိစ္စကြောင့်မှသွားလာခင်မပြုချမှတ်ထားသောစီကန်းကိုလစ်လူရှုပါကသက်ဆိုင်ရာအဖွဲ့အစည်းရဲ့စီမင်းစီကန်းအရအေးယူမည်ဖြစ်ကြောင်းအသိပေးလိုက်ရပါတယ်ဆိုပြီးတော့သူတို့ဖြန့်ဝေထားတယ်ပေါ့နော် ကြီးတော့ရည်ကျင်စရာကောင်းတာပေါ့လေနော်အဓိကဒီ site တွေနဲ့ပတ်သက်လို့တို့တွေလည်းတုံလုံးခြောက်ချားနေတယ်ဆိုတဲ့ဟာတွေမြင်ရတွေ့ရတယ်ပေါ့နော်အဲနိုင်ငံကနဲ့ပူးပေါင်းပြီးတော့ကာ GNL ကလှုပ်ဆောင်နေတယ်ဆိုတော့သတင်းတွေဒါတွေ့လာပြီးရနောက်မှာဖြစ်စဉ်တွေဖြစ်လာပြီးရနောက်မှာပေါ့နော်အဲ့ဘက်ချမ်းမှာဒါကြားပြန်ဆိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကတော်တော်လေးဒုက္ခများနေကြတယ်ဟာဟိုပြေးလိုက်ဒီပုံးလိုက်နေပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်ခဲ့တယ်ပြီးတော့ဒါမင်းလက်ပံဒီကြားပြန်ဆိုင်ပေါ့နော်ဒါပူသခွားသီးလား သူတာဝန်ယူထားပါတယ်ဆိုတော့ဒီကြပြန် site ကိုဒါ KNL ပူပေါင်းဖွဲ့တွေကဝင်ရောက်စီးနင်းပြီးတဲ့အခါမှာဒီထက်ကနေပြီးတော့တင်းစီရရှိတဲ့ပစ္စည်းပစ္စည်းတွေအများကြီးပေါ့နော်။ဒါကျွန်တော်တို့တောင်မှပဲဒါစောက်စာတန်းတွေဒါတွေကစဒါရရှိခဲ့လို့ဝင်များခဲ့တာရှိတယ်ပေါ့နော်။အဲအဲ့ဟာတွေအပြင်ကုန်မှာအဲဒီ site ထဲမှာပေါ့နော်ဒါသူတို့ဖန်စီတာတွေနှိမ့်ဆက်တာတွေဒါမျိုးပုံစံမျိုးတွေလောက်ခံရတဲ့သူတွေနိုင်ငံခြားသားတွေပေါ့ဗျာအဲ့လိုအဖွဲ့တွေကိုဒါပြန်ပြီးတော့ဒါလွှတ်ပေးတဲ့အခါမှာပေါ့နော်ဒါတပတ်နိုင်ငံကိုကူးဖို့အတွက်အခက်အခဲဖြစ်နေတဲ့ဟာမျိုးတွေလည်းတွေ့ရမြင်ရလိမ့်မယ်ပေါ့နော်ဟိုနေ့ညဆိုကျွန်တော်တို့သတင်းရရချင်းမှာ အဲကျွန်တော်သတင်းတွေတင်ခဲ့တဲ့အချိန်မှာဗောနော်အဲ့မှာဒါအင်အားကိုဘယ်လောက်လောက်ရှိလဲ600 900လောက်ရှိတယ်အဲ့ကန်းဆက်မှာဗောနော်ကန်းထားမှာစောင့်နေကြဟိုဘက်ကလက်မခံလို့ဆိုရယ်ပုံစံမျိုးဗောနော်အဲ့အရာမျိုးတွေဖြစ်နေတာတွေတွေ့ရတယ်အဲနောက်တစ်ခုကအဲဒါသူတို့လက်ခံလိုက်တဲ့တတုပ်ဗောနော်ပြီးရနဲ့အဲ့လောက်ပုံစံမျိုးပဲထပ်ပြီးတော့အင်အားတွေအများကြီးနဲ့ထပ်ပြီးတော့ဒါအခုဆိုရင်ပိတ်မိနေတယ်ဆိုရယ်ပုံစံမျိုးတွေလည်းမြင်ရတွေ့ရသေးရဗောနော်အဲ့တော့ဒီဥစ္စာတွေကိုလည်းဒါအများဆုံးရှင်းလင်းနိုင်ဖို့အတွက်အရေးကြီးတယ်ဗောနော်နောက်တစ်ခုကတော့ဒါစစ်ကောင်စီက905နဲ့ထောင်ချထားတဲ့သူ900ကျော်ပြန်လွှတ်တယ် ြီးရင်900ငါးနဲ့အမှုဖွင့်ထားတဲ့သူ9500ကျော်ကိုဒါအမှုပိတ်သိမ်းပေးမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲဒါလွတ်မြောက်လာတဲ့သူတွေအတွက်တော့တကယ်ဝမ်းသာရတယ်အဲဒါပေမဲ့လွတ်ပေးလိုက်တဲ့ကောင်တွေကိုတော့ကျေးဇူးတင်စရာတော့မရှိဘူးဒါကျွန်တော်အမြင်ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုလိုမျိုးဖမ်းဆီးခံထားရပါတယ်ဆိုတဲ့သူတွေကမတရားဖမ်းဆီးခံထားရသူတွေများတယ်ပေါ့နော်အများကြီးပဲအဲပြီးရင်သူတို့ကိုတော်လန်တဲ့ဟာသူတို့ရဲ့လောက်ရစစ်ကောင်စီရဲ့လောက်ရတွေမယိုင်းမှုတွေဒါတွေကိုမခံနိုင်တော့လို့ဒါတော်လန်တဲ့လူတွေပေါ့နော်အဲကြတော့အဲ့လိုလူမျိုးတွေကိုဒါ ကျင်းချဖန်းစီထားတာဖြစ်တယ်အဲ့လိုမျိုးဖန်းစီထားတဲ့ထဲကမှသူကအခုလိုမျိုးနိုင်ငံရေးအယောင်ပြဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါအကွက်တစ်ခုအနေနဲ့ပြန်ပြီးတော့လွတ်ပေးတာဖြစ်တယ်လုံးဝကိုဒါတကယ်စေနာရှိလုံးလို့မဟုတ်ဘူးပြောချင်တာတကယ်စေနာရှိဖြစ်ဆိုတဲ့ဟာကရှေ့မှာဒါတွေ့ရလိမ့်မယ်ဒါဒါခေါင်းဆောင်ပိုင်းနေပေါ့နော်ဥဆောင်တဲ့သူတွေဒီလိုလိုမျိုးတွေကိုဖန်းစီထားတဲ့အခါနှစ်ရှည်ထောင်ထဲနေချမှတ်တယ်အဲ့လိုမျိုးချမှတ်ပြီးမှပေါ့နော်လုံးဝထောင်ထဲမှာကျမ်းမာရေးချို့တဲ့အောင်နှီးမျိုးစုံနဲ့နှိပ်ဆက်တယ်ယောဂပြရပါညာရှိတယ်ဆိုရင်လည်းကုသပေးတာတွေပါတယ်လုံလုံလောက်လောက်မလုပ်ပေးဘူး မဖြည့်ဆည်းပေးဘူးပေါ့နော်အဓိကဒါစားရေးတောက်ရေးနေထိုင်ရေးအခက်အခဲအကုန်လုံးဖြစ်အောင်လုပ်ထားတယ်နှိမ့်ဆက်တာတွေဒါနှီးမျိုးစုံနဲ့လုပ်တယ်အဲအကြောင်းမလို့ဒါကျမ်းမာရေးတွေယူကြပြီးတော့ပေါ့နော်တချို့သူတွေကြတော့ဗျာဒီလစဉ်နေ့စဉ်တောက်နေရတဲ့ဆေးတွေရှိတယ်ပေါ့နော်အဲ့ဒါတွေကစားတာပေးခွင့်မရတဲ့ဟာတွေကြောင့်မလို့ယောဂါတွေပို့ပြီးတော့ပြင်းထန်လာတဲ့ခါကျတော့အသက်ဆုံးရှုံးရတဲ့ထိဖြစ်အဲ့လိုမျိုးအသက်ဆုံးရှုံးခံနေချိန်ကြမှာပဲအပြင်ကိုဒါလွန်ငိမ့်နေနဲ့ထုတ်ပေးတာမျိုးဆေးရုံမှာလာပြီးတော့လွန်ငိမ့်ခွင့်ပြုတယ်ဆိုပြီးတော့လာပြီးကြီးညာတာမျိုးဒီလိုပုံစံမျိုးတွေထိတောင်လုံးခဲ့တဲ့ဆက်ကောင်စီ ဲ့လိုစစ်ကောင်စီကနေပြီးတော့အခုလိုလိုလိုလလိုင်းနဲ့လှုပ်ပေးမယ်ဆိုတဲ့ဟာကသူတို့ရဲ့စေတနာဘယ်တော့မှမပါဘူးဆိုတာသိသားစီတယ်ဗောနော်အဓိကတော့နိုင်ငံရေးနဲ့ပတ်သက်လို့သူကရောင်ပြအကွက်တခုလှုပ်တယ်ဆိုပြီးတော့ပဲဒါကျွန်တော်ပြောရမှာဖြစ်တယ်ပြောချင်တာတော့ဒါလွတ်မြောက်လာတဲ့သူတွေကိုစားတော့ဒါကျွန်တော်တွေဝမ်းသာရတယ်ဘာကြောင့်လဲဆိုတော့သူတို့ဒါဖိနှိပ်ခံထားရတယ်ဒါနှိပ်စက်ခံထားရတယ်ဒီလိုနေရာမျိုးကနေပြီးတော့ဒီလိုလက်အောက်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်လာခဲ့တာဖြစ်တဲ့အတွက်ဒါဝမ်းသာရတယ်ဗောနော်ဒါပေမဲ့လှုပ်ပေးလိုက်တဲ့ကောင်တွေအခုစစ်ကောင်စီဗောနော်လှုပ်ပေးလိုက်တဲ့ကောင်တွေကိုတော့ဂျေဇူးတင်ကြတော့အကြောင်းမရှိဘူးဗောနော်တကယ်သာသူတို့အပြောင်းလဲအတွက်လိုလားတယ်ဆိုရ ရင်လိုအပ်တယ်ဆိုရင်ဒါမေစုလို့သမရာကြီးလို့အခြားဒါဒီနိုင်ငံနဲ့ပတ်သက်တဲ့ဥဆောင်နေတဲ့သူတွေပေါ့နော်ဒါအကြီးကဲတွေပေါ့နော်အဲ့လိုလူမျိုးတွေကိုတို့လွတ်ပေးလေလွတ်ပေးတကယ်အပြောင်းလဲကိုတို့လိုလားရဆိုအဲ့လိုလူတွေလွတ်ပေးလိုက်ရွေးကောက်ပွဲဝင်ပြန်ခိုင်းလိုက်တကယ်အကုန်လုံးပါဝင်ပါတယ်ဆိုတဲ့ရွေးကောက်ပွဲတစ်ခုတို့လုံးဝမျက်မျက်တတဖန်တီးပေးလိုက် ဟမ်အဲ့လိုမျိုးဆိုရင်တော့ဒါကျွန်တော်ဒါလက်ခံလက်ခံပေးမယ်ပေါ့နော်ဒါတောင်မှပဲဒါတို့လုတ်တဲ့လုတ်ရက်တွေကလုံးဝဒါခွင့်လွတ်နိုင်စရာအကြောင်းမရှိဘူးဗျာဒါပေမဲ့လည်းတို့အခုမလွတ်ပါဘူးငုတ်ဘူးဒါမေဆုတို့ဒါသမရာကြီးတို့ဒါကျွန်တော်အားလုံးလည်းဒါမျှော်ကြတာပဲပေါ့နော်ဒါလွတ်မြောက်ဖို့အတွက်ဒါဆူတောင်းနေကြရရှိတယ်တောင်းဆိုနေကြရရှိတယ်နိုင်ငံတကာကလည်းဒါပြောဆိုနေကြရရှိတယ်ဖိအားပေးနေကြရရှိတယ် ဒါပေမဲ့လည်းစစ်ကောင်စီကဒါတွေအကုန်လုံးကိုမျက်ကွယ်ပြုထားတယ်။အခုလွတ်ပေးပါတယ်ဆိုတဲ့သူတွေကလည်းဒါသူတို့ကိုဒုက္ခမပေးနိုင်တဲ့သူတွေပေါ့နော်။အဲကြောင့်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့လွတ်ပေးလိုက်တာ။တကယ်သားဒါအမေစုတို့ဒါသမရာကြီးတို့ဒါလွတ်ပေးလိုက်တဲ့ဆိုရင်တော့လေဒါအပြောင်းလဲကိုဒါလိုလားတယ်ဆိုတဲ့ပုံစံမျိုးတော့မြင်ရမှာ။ဒါပေမဲ့အဲ့ဥစ္စာကိုသူတို့မလိုလား။ အပြောင်းလဲကဘာဖြစ်သွားမှာလဲဆိုတော့နိုင်ငံကြီးပြောင်းလဲသွားမှာပြီးရင်တို့တွေပြောင်းလဲသွားမှာလုံးဝလုံးဝမှောက်ခိုးတွေပက်လက်တွေဖြစ်ကုန်မှာပေါ့နော်တို့ရဲ့အနေစားတွေအကုန်ပြတ်ယွင်းကုန်မှာအဓိကတော့နိုင်ငံရဲ့အာဏာကိုဆက်လက်ပြီးတော့ရယူချင်တာဖြစ်တဲ့အတွက်ဒီလိုပုံစံလောက်တာအခုလဲလှုပ်ပေးတယ်ဆိုတာကဒီနိုင်ငံရဲ့အာဏာကိုဆက်ပြီးတော့ရယူထားနိုင်မှုအတွက်နောက်ထပ်အကွက်တစ်ခုဖန်တီးတာလို့ပဲဒါကျွန်တော်တို့ပြောချင်တယ်ပေါ့နော်အဓိကတော့ဒါဟာဟန်ပြတက်တက်ပဲဖြစ်တဲ့အဲဒါကြောင့်မလို့ဒါနိုင်ငံရဲ့အယောင်ပြပဲဖြစ်တယ်ပေါ့နော်အဲဒါတော့မှပဲဒါကျွန်တော်တို့စိတ်ပူလာရှိသေးတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီရဲ့လုပ်ရက်တွေကိုရှေ့မှာမြင်တွေ့ခဲ့ရလို့ပေါ့နော် သူကဒီလိုမျိုးတာမနက်ပိုင်းမှာလွတ်ပေးလိုက်တယ်ဟာညနေပိုင်းကျတော့လာပြန်ပြီးတော့ဆွဲသွားရရှိတယ်ဟာနောက်မကပ်ပြီးတော့ပြန်ထည့်ပလိုက်တာတွေရှိတယ်ငါကြမျိုးပုံစံမျိုးကြောင့်မလို့အခုဆိုတာပြည်သူတွေကလည်းအချင်းချင်းသတိပေးကြရရှိတယ်အဲ့တော့ဘာလဲဆိုတော့အခုလိုမျိုးတာလွတ်မြောက်လာတာဝမ်းသာတယ်အဲဒါပေမဲ့လည်းအချိန်မဆိုင်ပါနဲ့အချိန်မဆောင်ပါနဲ့ဒါလွတ်မြောက်တဲ့နေရာကိုသွားစရာရှိတာသွားပါဆိုတဲ့ပုံစံမျိုးတွေပြောကြရတယ်သတိပေးကြရလည်းရှိတယ်အဲ့တော့ဘာလဲပြည်သူကစစ်ကောင်စီရဲ့လုပ်ရက်တွေကိုကြိုပြီးတော့သိနေလို့ကြိုပြီးတော့ခံမှန်းမိနေလို့ပြီးရင်ဒီကောင်တွေကဒီလိုလုပ်ရက်တွေကိုလုပ်ခဲ့ဘူးလို့ အဲအကြောင်းမလို့အခုလိုမျိုးအချင်းချင်းစိတ်ပူစွာနဲ့သတိပေးနေကြတာဖြစ်တယ်ဒီကောင်နေရုံပါလေဗောနော်အဲနောက်တစ်ခုကအဲ့လိုမျိုးလွတ်မြောက်လာပါပြီဆိုတဲ့အထဲမှာဗောနော်တချို့ကြတော့လေသူကအနောက်ကနေပြီးတော့လိုက်ပြီးစောင့်ကြည့်တာမျိုးရှိတယ်အဲအကျယ်ရုပ်ပုံစံမျိုးဗောနော်အဲ့လိုပုံစံမျိုးနဲ့ပြန်လိုက်ပြီးတော့စောင့်ကြည့်ရတဲ့သူတွေရှိတယ်သူတို့အတွက်ကိုတခုခုအနေပေးနိုင်မဲ့သူသူတို့အတွက်အရေးကြီးပါတယ်လို့ထင်ရတဲ့ယူဆရတဲ့သူတွေကိုဗောနော်ဒီလိုမျိုးဒါအများအမြင်မှာတော့လွတ်ပေးလိုက်တယ်ဒါပေမဲ့ဘာလို့တလဲဘသူနဲ့ဆက်သွယ်တယ်လဲ အဲဘယ်လိုမျိုးပုံစံမျိုးတွေခြေလမ်းတွေလှမ်းနေတယ်လဲဆိုတဲ့ဟာကိုအနီးကပ်လိုက်ပြီးတော့စောင့်ကြည့်တာမျိုးတွေလုပ်လို့ရှိတယ်ပေါ့နော်အဲ့ဒါလည်းဒါကျွန်တော်တို့လොမြောက်လာသူတွေထဲမှာဒီလိုလူတွေပါလာတယ်ဆိုရင်သတိထားမယ့်အရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအချင်းချင်းပြန်ပြီးတော့သတိပေးကြရလဲကောင်းတယ်ပေါ့နော်ပြောချင်တာကတော့ဒါလොမြောက်လာတဲ့သူတွေအတွက်ဝမ်းသာတယ်အဲဒါပေမဲ့လည်းလွတ်ပေးတဲ့ကောင်တွေကိုတော့ကျေးဇူးတင်ကြအကြောင်းရှိဘူးပေါ့နောက်တစ်ခုကတော့ဒါမိုးကုံမြို့ပေါ့နော်မိုးကုံမြို့တဲကိုစစ်ကောင်စီတွေကဝင်ရောက်လာနေပြီအဲပြီးရင်မြို့အတွင်းရက်ကတ်တွေထဲမှာဒါအရက်ဝတ်တွေနဲ့လိုက်ပတ်ကြည့်တာတွေပြုတ်လောက်လာတာတွေအကြောင်းမလို့ ဒေသခံပြည်သူတွေထိတ်လန့်နေရတယ်ဆိုပြီးတော့လည်းသိရတယ်။အဲ့ဒါကနိုဝင်ဘာ26ရက်ကနေစပြီးတော့ဒါမြို့ရင်းမှာအရဲဝင်းနဲ့စစ်ကောင်စီစစ်သားတွေကိုတွေ့နေရတယ်ဆိုပြီးတော့ဒါကျွန်တော်စုံစမ်းသိရှိရတယ်။အဲ့တော့စစ်ကောင်စီစစ်သားတွေကဒါမိုးကုတ်မြို့အရှိပိုင်းအောက်ထောင်နဲ့အပေါ်ထောင်ဆိုတဲ့နေရာမျိုးတွေမှာရောက်ရှိနေပြီးတော့ဒါဖြန့်ခွဲနေရာယူလာတွေနေရာချထားတာတွေဒါတွေလုံနေကြတယ်ဆိုပြီးတော့သိရတယ်။ပြီးတော့ဒီအရဲဝင်းနဲ့စစ်ကောင်စီတွေကိုစပြီးတော့မြင်တွေ့နေရတဲ့အချိန်မှာပဲဒါ DNL တို့ဒါဒေါ်လာရင်းအင်အားစုတွေကို ဒါမြို့ပေါ်မှာမြို့ရင်းနေရာတွေမှာမြင်တွေ့ရခြင်းမရှိတော့ပါဘူးတဲ့မြို့ထဲမှာဒေသခံဆိုတာဒါကိုရှိကနေမဲ့ပေါ့နော်ဒါမြို့ထဲကနေပြီးတော့ဒေသခံတွေဒါအရှိုးရှိုးဒါအခြားနေရာတွေကိုစစ်ပေးရှောင်ကြရရှိတယ်ထွက်ခွာကြရရှိတယ်အဲဒါကြောင့်မလို့မြို့ရဲ့25ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့တယ်ဆိုပြီးတော့ဒါသတင်းတွေဖော်ပြခဲ့တာရှိတယ်ပေါ့နော်စုံစမ်းသိရှိရတယ်အခုဆိုရင်ဘယ်လောက်ပဲကျန်တော့10ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်ဆိုပြီးတော့သိရမြို့ကြီးကလုံးဝကြီးကို6ကက်တိတ်ဆိတ်ပြီးတော့ပေါ့နော်အဲမှာဗီဒီယိုမှတ်တမ်းတွေလည်းတက်လာပြီးတွေ့ပါလိမ့်မယ်မြို့ရဲကဒါအိမ်တွေကိုလိုက်ရိုက်ပြထားတာပေါ့နော် လုံးဝဘာမှမရှိတော့ဘူးပေါ့နော်စစ်ကောင်စီကအဲ့လိုဟာမျိုးတွေပို့ပြီးတော့ကြိုက်တာပေါ့လေနော်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးသွားရပြီဆိုကနေကိုကကအဲလုံးဝအရေးကြီးပစ္စည်းလောက်ပဲပေါ့နော်တဲလို့ရတဲ့ပစ္စည်းလောက်ပဲပြည်သူတွေကတဲသွားနိုင်တာအဲ့တော့အဖိုးတန်တဲ့ပစ္စည်းတွေအိမ်တွေထဲမှာအများကြီးရှိတယ်အခုဆိုရင်ဒါအိမ်တွေကိုဖောက်ထွင်းတော့မှာတေးကြတဲ့ ဒီကောင်တွေအဲ့လိုပုံစံမျိုးတွေပဲလုံမှာပေါ့နော်မမတ်ရဲဆုပ်ဆုပ်ပဲပဲတေချာပေါက်လုံကြမှာပေါ့နော်အဲ့တော့ဒါဘလိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီကတော့ရဲဝဲပုံစံမျိုးတွေနဲ့ပြန်ဝင်လာနေပြီဆိုပြီးတော့သိရတယ်မြို့ထဲမှာဒါ TNL ကမရှိတော့ဘူး PDF တွေလည်းမတွေ့ရတော့ဘူးအဲမြို့ထဲမှာတော်တော်လေးလူပါသွားပြီတဲ့ပြီးတော့ဒီရက်ွက်ရဲ့ဒါလူကြီးပိုင်းတွေပေါ့နော်လူကြီးရက်ွက်လူကြီးလို့လူပြိုးတွေကဆက်လဲဒါချောင်ကြတာတွေတွားကြတာတွေရှိတော့ဒါမြို့ထဲမှာလုံးဝလူပါနေပြီပြီးတော့စစ်ကောင်စီကရဲဝဲတွေနဲ့အပေါ်ထောင်အောက်ထောင်လိုနေရာမျိုးမှာရောက်ရှိနေရယူပြီးရဲ့အပြင်သူက ဒီမြို့ထဲမှာမျက်နှာစိမ့်နေပို့ပြီးတော့တွေ့လာရတယ်မျက်နှာစိမ့်မှာပေါ့ဒီကောင်းနေပဲပို့ပြီးတော့အဲ့အရက်ဝင်းတဲ့စစ်ကောင်စီတွေကမိုးကုတ်မြို့ပေါ်မှာပေါ်တင်ထွက်လာတာမျိုးတော့မဟုတ်သေးဘူးသူကလောလောဆယ်မှာငါလည်းဆိုတော့သူတို့ဝင်လာတာကိုကလည်းသူကခိုးကြောင်ခိုးဝဲနဲ့ဝင်လာကြတာအချို့တရင်အင်းမြစ်တွေရဆိုရင်ဒီမျိုးတွေကိုဝင်လာတဲ့ပုံစံကိုကပေါ့နော်ဒါသူတို့ကိုခေါ်ယူပေးတဲ့ uniform ကအစပေါ့နော်တခြား uniform ကိုဝတ်လာပြီးတော့သူကအထဲရောက်တဲ့ခါကျမှအဲအရက်ဝင်းတွေနဲ့နေကြတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေကဆိုကျွန်တော်သိရတယ်အဲ့တော့ဒါ မြို့ထဲမှာသူကပေါ်တင်ထွက်တာမျိုးတော့မလုပ်သေးဘူးသူတို့အခြေပြုတဲ့နေရာတွေမှာပဲသူတို့အုပ်စုလိုက်နေကြတယ်တခါတလေမြို့ပေါ်နေရာတွေကိုဆိုင်ကယ်နဲ့လိုက်ပြီးတော့ပတ်ကြည့်တာမျိုးတွေတော့ရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့မိုးကုံမြို့ရဲ့လက်ရှိရှင်တွေကတော့အဲ့လိုပုံစံဖြစ်နေပြီပေါ့နော်ကြောက်ချင်တာဒါဒေသခံလူပြည်သူတော်မှပဲဆရာကိုင်းလုံးလောက်ပဲကြံတော့တယ်စစ်ကောင်စီကလည်းအရှိုးရှိုးဝင်ရောက်နေတဲ့ပုံစံမျိုးတွေဖြစ်လာပြီအဲ့တော့မိုးကုံမြို့ကိုစစ်ကောင်စီလက်ထဲကိုပြန်ရောက်ပြီပေါ့နော်ပြန်ရောက်ပြီဆိုတဲ့အချိန်မှာဘာတွေလုပ်လာမလဲတေကြတဲ့စစ်ကောင်စီကအဲ့ဘက်ချမ်းမှာရှိတဲ့တော်လိုင်းအင်အားစုတွေကိုပို့ပြီးတော့ဖိအားပေးလိုက်မယ် ီဘက်ဖော်တော်လမ်းဆောင်ဘက်ကလာမယ်ဆိုရင်လည်းတည့်ရတိုင်းပဲမိုးကုတ်နဲ့အဲသူတို့ဒီဖော်တော်လမ်းဆောင်ကြားထဲမှာရှိတဲ့အဖွဲတွေကိုနှစ်ဖက်ညက်ပိတ်ပြီးတော့ဖိအားပေးတဲ့ပုံစံမျိုးတွေလုပ်လိမ့်မယ်ပြီးတော့ဒါ ARV မြစ်ဒါတစ်ဖက်ချမ်းမှာရှိတဲ့အဖွဲတွေအတွက်လည်းဒီမိုးကုတ်မျိုးကိုစစ်ကောင်စီကပြန်စည်းမိတာဖြစ်တဲ့အတွက်ဖိအားတွေတစုံတရာတော့ကြုံရလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါကျွန်တော်တို့ဒီတော်လိုင်းကိုဥဆောင်နေတဲ့သူတွေပေါင်းဆက်ပြီးတော့ပေါင်းစည်းပြီးတော့ ဒါကျွန်တော်တို့တွေတွေ့ဆုံပြီးတော့စီစဉ်ရမယ်ဖြည့်ရှင်းရမယ်ကိစ္စတခုဖြစ်လာနေပြီ။ဒါဟာပေါ်သေးသေးကိစ္စတခုမဟုတ်ဘူးပေါ့နော်။မိုးကုတ်ကအရင်အရေးကြီးတဲ့အနေထားဖြစ်တယ်။အဲပြီးတော့ကျတော့အကျိုးစီးပွားအရဆိုရင်မိုးကုတ်ကအကျိုးစီးပွားအများကြီးရှိတဲ့နေရာဖြစ်တာ။အဲဒါကြောင့်မလို့စစ်ကောင်စီကလည်းအရင်မျက်စိကြာပြီးတော့အခုလိုပုံစံမျိုးတွေလောက်တာပေါ့နော်။အဲ့တော့ဒီနေရာမှာဒါမိုးကုတ်မြို့ကိုဘယ်လိုပုံစံမျိုးနဲ့ ကျွန်တော်တို့ပြန်ပြီးတော့ယူကြမလဲအဲဒါမှမဟုတ်လဲဘယ်လိုပုံစံမျိုးနဲ့တိုက်ပွဲတွေပေါ်ဆောင်ကြမလဲစစ်အောင်နိုင်ရေးအတွက်ကိုဘယ်လိုအခြေအနေမျိုးဖန်တီးကြမလဲဆိုတဲ့ဟာတွေကအရင်အရေးကြီးလာပြီပေါ့နော်အခု TNL ကတချို့နေရာတွေမှာဒလိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီလာရင်ပြစ်မှာဆိုလို့ဆိုတဲ့အတွက်ပေါ့နော်တချို့ဒါဒီအချက်ချာကြတဲ့နေရာတွေ viewer ကြတဲ့နေရာမျိုးတွေမှာသူတို့ရဲ့အင်အားတွေအများကြီးဒါစုဖွဲ့ထားလိုက်တာတွေကင်းဆောင်တဲ့သဘောမျိုးပေါ့ဗျာဒီဘက်ကဒါဒလိုင်းအင်အားစုတွေကစစ်ကောင်စီကိုတခုခုအန်ရမပေးနိုင်အောင် သူကကင်းဆောင်တဲ့ပုံစံမျိုးတွေတောင်သိလာရတယ်ဆိုတော့ကျွန်တော်တို့မိုးကုတ်မျိုးကအခြေအနေမကောင်းဘူးပေါ့နော်အဓိကအဲ့အခြေအနေကိုကျွန်တော်တို့ဘလို့ပြန်ပြီးတော့ပြောင်းပြန်လှန်နိုင်ဖို့စ조사ရမလဲဆိုတဲ့ဟာကိုအဖွဲအားလုံးစုံနဲ့တွဲဆုံမှုမျိုးနဲ့ကျွန်တော်တို့ကဖြည့်ရှင်းပြီးတော့ဖြေရှာသင့်တဖွဲ့တဲ့စင်းစီလိုက်တွေ့နေမဲ့အစားပေါ့နော်အဖွဲအားလုံးစုံပြီးတော့ဘလို့မျိုးအခြေအနေတွေရှိသလဲဘလို့မျိုးတွေလောက်ကြမလဲဘလို့သဘောထားတွေရှိကြသလဲပြန်ရင်ဘလိုမျိုးအစီအမံတွေနဲ့သွားကြမလဲဆိုတဲ့ဟာကအရင်ရေးကြည့်တာပေါ့နော်အခုဆိုရင်စစ်ကောင်စီကမိုးကုတ်နဲ့ပတ်သက်လို့ဆိုရင်တို့မှပြောစရာအကွက်တစ်ခုဖြစ်သွား တကယ်တကယ်တို့ကရှက်စရာကောင်းနေတာဘာကြောင့်လဲဆိုတော့ဒီမိုးခိုးမြို့ကိုတို့တိုက်ပြီးတော့ရခဲ့တာမဟုတ်ဘူးဒီတိုက်ရမှာဆိုးလို့တော့မှအခုလိုမျိုးတောင်းခဲ့တာမိုးခိုးမြို့ကိုတို့ပုံမှန်တန်းတိုက်ပြီးတော့ယူကြည့်ပါလားဘလို့မှမလွယ်ကူဘူးဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေကအများကြီးပဲပြန်ပြီးတော့တုံ့ပြန်မယ်ဆိုတော့တပ်ဖွဲ့တွေကအများကြီးရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့စစ်ကောင်စီဟာ TNL ကိုအကူအညီတောင်းတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါ PR ပေးပြီးတော့အခုလိုမျိုးဒါဝင်ရောက်ခဲ့တာဖြစ်တယ်ပြောချင်တာကသူတို့မိုးကုတ်ကိုရတယ်ဆိုရင်တော့မှပဲတိုက်ပြီးရတာမဟုတ်ဘူးတောင်းပြီးရတယ်တံတောင်းစားတောင်းတောင်းပြီးရတယ်ဒီကောင်တွေတံတောင်းစားတွေ အဲ့လိုမျိုးပုံစံမျိုးအဲအကြောင်းမလို့လဲဒီဘက်ကဒါတော်လိုင်းအင်အားစုတွေနဲ့ဒေသခံတွေကဒါမခံချိမခံတာဖြစ်ကြတာပေါ့လေနော်အဲ့တော့စစ်ကောင်စီဘက်ကတော့တည့်ရတဲ့အတိုင်းပဲဝါရဖြတ်မှုတွေတောက်လျှောက်လှုပ်လာလိမ့်မယ်အခုကျွန်တော်ပြောနေတဲ့တော်တွင်းမှာကိုပဲသူကအမင်းတို့မိုးကုတ်နဲ့မိုးမိတ်ကြောင်ပြောလေအဲမိုးမိုးကုတ်ကိုဘလို့ပြန်ယူသွားတယ်ဆိုတဲ့အကြောင်းပြောဘလို့ပြန်ယူသွားတောင်းစားလို့တောင်းပြီးပြန်ယူသွားတာဟုတ်တော့မှာအကြောင်းပြောအဲဒါတိုက်ရမှာဆိုလို့စစ်ကိုမတိုက်ရဲတော့လို့ပေါ့နော်စစ်ကိုတိုက်စားလို့မရတော့လို့သူအောက်ကဒီစစ်သားတွေရဲ့စီးရေးဆွမ်းကြီးတိုက်ခိုက်ရေးဆွမ်းကြီး ဘာမှမရှိတော့လို့အခုလိုမျိုးတောင်းစားတောင်းပြန်တောင်းပြီးတော့ယူသွားတာပေါ့နော်အဲ့တော့ဒါကတော့လက်တော်ဖြစ်နေတဲ့အခြေအနေပေါ့ဒါပေမဲ့နောက်ထပ်ဘလို့မဖြစ်အောင်လုပ်ကြမလဲဆိုတဲ့ဟာတွေကလည်းအရန်ရည်ကြီးတယ်နောက်ထပ်နေရာတွေကိုဘလို့မျိုးအုပ်စည်းရမလဲဆိုတဲ့ဟာတွေကလည်းအရန်ရည်ကြီးတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေအတွက်လည်းဒါတော်လိုင်းအင်အားစုတွေအနေနဲ့ဒေသခံပြည်သူတွေကိုရောချပြဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အခုဆိုရင်ဒါစစ်မရှောင်ဝင်းနဲ့ကြံခဲ့တဲ့ဒေသခံပြည်သူတွေအနေနဲ့ပေါ့နော်။ဒါမိုးကိုရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တည်င်းအချက်လက်တိတိကျကျမသိရတာကြောင့်မလို့ ချုပ်ရင်ထိတ်လန့်နေရတယ်ဆိုပြီးတော့လည်းပြောကြတယ်သူတို့တွေသိကျင်ကြတယ်ဘာကြောင့်လဲဒါအခုဆိုရင်လုံးဝဘာမှမသိရဘူးဗျာစိုးရိမ်မှုတွေနဲ့ဒါစိတ်ပူမှုတွေနဲ့ဒါမြို့ကိုရှောင်သွားကြရတယ်ဗောနော်အဲ့တော့မိုးကုတ်ဒေတာခံဆိုရဟာကဒေတာတောင်မခံနိုင်တော့ဘူးအခုဆိုရင်အဲ့မှာဒေတာခံအနေနဲ့ဆရာကိုင်းနှုံးလောက်ပဲကျန်တော့တယ်အဲ့တော့ကို့မြို့ကိုလုံးဝပြစ်ပြီးတော့ပြန်သွားရတယ်တခြားနေရာကိုထွက်သွားရပါတယ်ဆိုတော့ဒါသူတွေရဲ့ခံစားချက်ဗောနော်သူတို့ရဲ့ရင်ထဲကိုဝင်ကြည့်စေချင်တယ်ဗောနော်အဲ့ကြောင့်မို့ဒါ DNA အနေနဲ့လည်းဒီမြို့ကိုတိုက်တဲ့အချိန်မှာဘယ်လိုပုံစံမျိုးတွေနဲ့ပါဝင်ခဲ့ကြတယ်လဲ ဒီမြို့ထဲမှာသူတို့ရအုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်ကြတဲ့ချိန်ဒီမြို့ရဲ့တည်ရန်စာတတွေကိုဒါသူတို့တွေတုံးပြကြတဲ့ချိန်မှာဒေသခံပြည်သူတွေကဘယ်လိုမျိုးတွေပါဝင်ပေးခဲ့ကြတယ်လဲ၊ကူညီပေးခဲ့ကြတယ်လဲဒါလေးတွေလည်းပြန်ပြီးတော့တွေးကြဖို့လိုတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်